မွတ်စလင်ရဲ့အစလက်ပြုံလိုက်တက်ဖြက်ခံရတယ်ဆိုတဲ့ဆဆွဲရှိတဲ့အတွက်ထန်းချောက်ခွန်ရကို ကိုတိုင်လာရောက်စစ်ဆေးဖို့ကုလကိုစလေကိုအာရခတ်တော်တမှုရှုပ်ဘူရှုပ်ထွန်းမြင့်နိုင်ကဖိတ်ခေါ်လိုက်ပါတယ်။ပုဇိတော်မျိုးနဲ့ထန်းချောက်ခွန်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မရှင်းမလင်းဖြစ်နေတဲ့မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုစလေသောမတ်ဟန်ဒာအန်ဒရူးကိုရခိုင်ပြည်အတွက်ကိုတိုင်လာရောက်စစ်ဆေးဖို့ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။အဲ့ဒီအကြောင်းကကိုအောက်တိုဘာ20ရက်က ကုလသမဂ္ဂထရေညီလာခံကိုတင်တဲ့အထုကိုစလေအန်ဒရူရဲ့အစီရင်ခံစာမှာဖော်ပြထားတာဖြစ်ပါတယ်အထုကိုစလေဘက်ကလည်းမွတ်စလင်တွေအပါအဝင်ရခိုင်ပြည်ကလူသားအလုံးရဲ့အရှိခံလူခွင့်ရေးကိုအများပြည်သူရှေ့မှာအတည်ပြုဖို့အာရခတတ်တော်တပ်သားတွေကိုမွတ်စလင်အယက်သားတွေအပေါ်လူခွင့်ရေးရှုဖောက်တာတွေမပြုလုပ်ဖို့တောင်းဆိုထားတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်အဲ့ဒါပြင်ခရီးသွားလာခွင့်နဲ့တမန်ဝန်ကြောင့်ဆိုင်ရာကန့်သတ်မှုတွေကိုရုပ်သိမ်းဖို့ရဇဝတ်မှုတွေကျူးလွန်သူတွေအတွက်တာဝန်ရှိစေဖို့နဲ့ မွတ်စလင်ကောင်းဆောင်တွေနဲ့ဆွေးနွေးဖို့နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့စုံစမ်းဆက်စပ်မှုတွေပြုလုပ်ဖို့လိုအပ်တယ်လို့တောင်းဆိုထားတာပါ